ခုလိုရှင်းပါတိလာဆောက်တည်ကြပြီးတော့တရားထိုင်ကြမယ်ဝိပဿနာအလုပ်အထုတ်ကြတော့မယ်ဒီအလုပ်လုပ်တော့မယ်ဆိုလို့ရှိရင်ဘုရားရှင်ကိုတော်မြတ်ကြီးကနေရာဌာနကအစရွေးပြထားပါတယ်တတိပဌံပါဠိတော်ကြီးမှာဘယ်လိုလဲလို့ဆိုတော့အရိညာကတောဝါရုခမူလကတောဝါ သုံညာကာရကတောဝါအတိပေကတော့ဖြင့်အရင်ညာကတောလူသူမနီးတဲ့တောမြိုင်ကြီးထဲမှာရောက်နေလို့ပဲဖြစ်စီလူသူမနီးတဲ့တောမြိုင်ကြီးသို့ဆိုက်ကပ်၍ဖြစ်စီတိတ်ဆိတ်တဲ့နေရာတွေညွှန်ပြတာပါရုခမူလကတော်ဝါတစ်တပင်ယင်းဝါတပင်အောက်သို့ ရောက်၍ဆိုက်ကပ်၍ဖြစ်စေ။ဒုညာကာရကတောဝါဒိတ်စိတ်တဲ့နေရာဌာနသို့ရောက်၍ဆိုက်ကပ်၍ဖြစ်စေ။ပထမနေရာဌာနရွေးပါဒီလိုမိမ့်ပါတယ်။ဒိတ်စိတ်တဲ့နေရာအပိတ္တတော်ဒုညာကာရဒိတ်စိတ်တဲ့နေရာရဖို့ပါပဲ။ဒိတ်စိတ်တဲ့နေရာဆိုလို့ရှိရင်ဘယ်နေရာမျိုးမှာပဲဖြစ်ဖြစ်ရပါတယ်ကိုယ်အိမ်ကိုရာလည်းပဲ ဖရာကန်းတို့လိုနေရာမှာ တိတ်ဆိတ်တယ်ဆိုရင်တရားအားထုတ်လို့ကောင်းတဲ့နေရာပါပဲအခုဒီမှာဆိုလို့ရှိရင်လည်းတရားခမ်းမကြီးတဲ့မှာတိတ်ဆိတ်လို့တုံညာကာရအလွန်ကောင်းပါတယ်ဒီလို ကောင်းတဲ့နေရာဌာနတစ်ခုရပြီဆိုလို့ရှိရင်တဲ့ဖရာကုရောမြတ်ကနိတိတတိပန်လင်ကံအာဘုစိတ်တဝါကြာကြာထိုင်နိုင်မဲ့အနေထားကိုညွှန်ပြတာတင်းမြင်ခွေထိုင်လိုက်သမ်းပါတဲ့ ါကတာကြထိုင်နိုင်တဲ့အနေအထားပြောတာပါအဲအမျိုးသမီးများရိုက်တယ်လို့ထိုင်နိုင်ပါတယ်ကြုံကြုံထိုင်လို့ပဲဖြစ်ဖြစ်ပစ္စည်းတုပ်ထိုင်လို့ပဲဖြစ်ဖြစ်သို့မဟုတ်တင်မြန်ကွေ ထိုင်လို့ပဲဖြစ်ဖြစ်ရတာပဲအမျိုးသမီးတွေလည်းထိုင်ကောင်းတာပဲတင်မြန်ကွေဒါကကြာကြာထိုင်နိုင်တဲ့အနေအထားပဲ။ တင်မြင်ွေထိုင်လိုက်တယ်ဆိုတော့ကိုယ်တပိုင်းခါချူပြီးတော့ထိုင်လိုက်တာပေါ့နိတိတ္တိပန်လင်ကံအာဘုစိတ်တဝါပြီးတော့ဘာလို့ရမလဲဆိုတော့ဥဇုံကာယံပဏိဒါယအဲ့ဒီလိုထိုင်တဲ့အခါမှာကိုယ်ကိုမတ်မတ်ထားပါတဲ့အဲနောက်ကိုလမ်းမနေစေနဲ့ရှေ့ကိုကုန်းမနေစေနဲ့ဝဲဘက်ရဘက်လဲဘက်ရိုင်းမနေစေနဲ့ဘာဖြစ်လို့လဲဆိုတော့အဲ့ဒါလိုရိုင်းနေမယ်ကုန်းနေမယ်ဆိုလို့ရှိရင်အကျိုးတွေဟာ ဖြောင်ဖြောင်တန်တန်မနေဘူးပေါ့သူ့ကြောကလေးတွေဟာခါကိုမမတ်ထားပြီးတော့ဆန်းပြီးတော့ထိုင်လိုက်တဲ့အခါကျတော့ဟိုဘက်နန်ယိုကိုကြောင့်ဒီဘက်နန်ယိုကိုကြောင့်ဟာဆိုင်လျက်သားဖြစ်သွားတယ်ဆိုင်လျက်သားဖြစ်သွားတော့သွေးကြောလေးတွေလည်းဖြောင်းသွားတာပေါ့ဖြောင်ဖြောင်တန်တန်သွေးကြောလေးတွေရှောက်နိုင်တယ်ဆိုတော့မညောင်ဘူးကြာကြာထိုင်နိုင်တယ်ဒီအနေထားကိုဘုရားကိုယ်တော်မြတ်ကတည်တော်မူလို့ညွှန်ကြားတော်မူတာပဲဒီတော့ခါဆန်းဆန်း မမထိုင်တယ်ဆိုတာဟာအကျိုးလေးတွေဖြောင်းပြီးတော့နေအောင်လို့ကြာကြာထိုင်နိုင်အောင်လို့ဟုတ်ပြီအဲ့ဒါလို့ဥဆုံးကာယံပဋိဒါယလုပ်ပြီးတော့ဖြောင်းဖြောင်းမမထိုင်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုတော့အဲလက်ရဲ့အနေထားလဲကြံပါသေးတယ်ကိုအနေထားအဲဒီတော့ဟုတ်ပြီတင်မြင်ခွေတော့ဟုတ်ပြီလက်အနေထားကဘယ်လိုလဲလို့ဆိုတော့စာထဲမှာအတိအကျမင်းရွက်ထားတာမဟုတ် ခြေမှာရှိနေတဲ့အဲတစ်စက်တုတ်ထားတဲ့တင်းတင်းကြွေးထိုင်ထားတဲ့ကိုရင်ဝင်ပေါ်မှာ လက်ကိုဖြန့်လိုက်ပါပက်လက်ဆန်းပြီးတော့တင်လိုက်ပါ ပြီးတော့တခါညာဘက်လက်ကို ဖြန့်လိုက်ပါပက်လက်ဆန်လိုက်ပါ အခုနောက်တုန်းကဖြန့်ထားတဲ့လက်ပေါ်ထပ်တင်လိုက်ပါတင်လိုက်တော့လက်မကလေးချင်းလည်းပဲထွေချင်းဆိုင်တရသာဖြစ်သွားပါတယ်အဲပြီးတော့လက်ကိုခန္ဓာကိုယ်နဲ့အဝေးကြီးလက်ခွာမထားပါနဲ့သိပ်ပူးကညံ့ပြီးတော့လက်ဖြစ်မထားပါနဲ့အနေတော့ ြည်ကောင်းယုံအနေတော်ချောင်းချောင်းချက်ချက်ကလေးခန္ဓာကိုယ်နဲ့လက်အနေထားနဲ့လည်းပဲအဲ့ဒါလိုထားပါအဲ့ဒါလိုနေထားတကြဖြစ်ပြီးတော့ဘာလုပ်ရမလဲဆိုရင်မျက်လုံးနှလုံးကိုမှိတ်လိုက်ဘာလို့မှိတ်တုံးဆိုတော့ဖွင့်ထားလို့ရှိရင်ဟိုအယုံဒီအယုံမြင်ပြီးတော့တမာတိပြားမှာဆိုပြီးတော့ပါဇက်ကိုလည်းပိတ်လိုက်ဘာဖြစ်လို့တုံးဆိုတော့လေရှူတဲ့အခါမှာပါဇက်ကလေတွေဝင်လာမယ် ပြန်မှုတ်ထုတ်တဲ့အခါပါဇက်ကပဲလီလီဖွဲ့ကုန်မယ်ဆိုလို့ရှိရင်မောတယ်ဒါကြောင့်ပါဇက်နဲ့မရှူပါနဲ့ပါဇက်နဲ့မှုတ်မထုတ်ပါနဲ့နှာခေါင်းနဲ့ပဲရှူသွင်းပါနှာခေါင်းနဲ့ပဲမှုတ်ထုတ်ပါအဲ့ဒါကြောင့်ပါဇက်လည်းပိတ်လိုက်ဟုတ်ပြီမျက်လုံးနှလုံးလည်းမှိတ်ပြီးပြီပါဇက်လည်းပိတ်ပြီးပြီဆိုတော့ဘာလုပ်ရမလဲဆိုရင်တတော်ဝအတ္တသတိတတော်ဝပတ္တသတိဘုရားကိုယ်တော်မြတ်မဟာတိပ္ပံပါဠိတော်ကြီးမှာညွှန်ကြားထားတာ တတိထားပြီးတော့ဝင်လေကိုရှူပါတတိထားပြီးတော့ထွက်လေကိုထုတ်ပါဒီလိုပြောတာပေါ်ပြီးလေဒီပြင်ဘက်မှာတိုက်ခါပြီးတော့နေတာ အလကားရတာလေဒီဝယ်လဲမဝယ်ရဘူးဘုရားကိုယ်တော်မြတ်ကအလွန်အဲ တဘာဝကြကြမိန်တော်မူတာကိုယ်မှာရှိနေတဲ့နှကောင်းနဲ့အမေမွေးပေးထားတဲ့နှကောင်းနဲ့ပြင်ပမှာတိုက်ခတ်ပြီးတော့နေလို့အလကားရတဲ့လီလီတွေနဲ့အလုတ်လုတ်ပါအင်းဒီအလုတ်ကအခြေခံပြီးတော့နိဗ္ဗာန်ရောက်တည်တိုင်အောင် ပို့ပေးမှာဒီနည်းနဲ့ဘုရားကိုယ်တော်မြတ်ကညွှန်ပါတယ်ဒီတော့ပြင်ပမှာတိုက်ခတ်ပြီးတော့နေတဲ့လီလီကိုရှုပ်ယူလိုက်ပါရှုပ်ယူလိုက်တော့နှကောင်းနှစ်ပေါက်ပဲဖွင့်ထားတာဆိုတော့နှကောင်းနှစ်ပေါက်ထဲကဝင်လာတာပေါ့ ပါဇက်ပိတ်ထားတာဆိုတော့ပါဇက်ကမဝင်ပါဘူး။ဝင်လာလိုက်တယ်ဆိုတော့လေးဆိုတာယုတ်ပဲ။နှာခေါင်းကလည်းယုတ်ပဲဆိုတော့ယုတ်ယုတ်ချင်းထိခိုက်တာပေါ့။တိုးတယ်ခွေတယ်ထိတယ်ဆိုတော့ထိတဲ့သဘောလေးသိနိုင်တာပေါ့။ပြန်ပြီးတော့ဝင်တဲ့ရောက်တဲ့ဒီဒီပြန်မှုတ်ထိုးလိုက်ပြန်တော့လည်းပဲအဲလေးတွေကတိုးခွေထွက်ကုန်တာဆိုတော့နှာခေါင်းကလည်းယုတ်လေးကလည်းယုတ်ဆိုတော့ ठी ကုန်တာပေါ့ဒါသိနိုင်ပါလေဒီတော့ရှက်ယူလိုက်တဲ့အခါဝင်လာတဲ့လေးကိုသိနိုင်ပါလေ ပြန်မှုတ်ထုတ်တဲ့အခါလဲပဲထွက်ကုန်တဲ့လေးတွေကိုသိနိုင်ပါတယ်။မှန်မှန်ကလေးတိတ်ပြင်းပြင်းကြီးမရှိပါနဲ့။ရိုးရိုးမှန်မှန်ကလေးဝင်လာတဲ့လေးကိုရှက်ယူလိုက်ပါဝင်လာတဲ့လေးကိုတိလိုက်ပါ။ပြန်မှုတ်ထုတ်လိုက်ပါထွက်သွားတဲ့လေးကိုတိလိုက်ပါ။ဒါကိုဆရာတော်ဘုရားကြီးကဝင်လေးတိထွက်လေးတိဝင်လေးတိထွက်လေးတိလို့ဆရာတော်ဘုရားကြီးကသုံးပါတယ်။ဝင်လာတဲ့အခါမှာတိနိုင်ပါတယ်။ ထွက်သွားတဲ့အခါလဲသိနိုင်ပါလေဒါပဲအလုတ်ကဥစွာပထမဒါလုတ်နေတာဝင်လာတဲ့လေကလေးကိုကိုအတိကလေးကဒီမှသိပါပြန်မှုတ်ထုတ်လိုက်တဲ့အခါကျတော့လဲထွက်သွားတော့တို့ခွေတီထွက်ကုန်တဲ့ဥစ္စာကလေးတွေကိုသိလိုက်ပါ အလုတ်ကဒါပဲဒီပြန်ပါမှအာယုမပြုတ်ပါနဲ့အင်းဒီပါပဲအလုတ်ပေးထားတာအဲ့ဒါလို့အလုတ်ပေးမထားရင်စိတ်တွေကလေစိတ်ဆိုရဲ သဘောတရားတွေကလေဟိုးရောက်ကြီးရောက်ဟိုးပြန်ဒီပြန်ပြန့်တယ်အဲ့ဒါကိုမပြန့်အောင်လို့မင်းအလုပ်ဒီမှာမင်းသိရမယ်သဘောတရားလေးဟဲ့ဒီနာပြီးဝါမှာတိုးဝင်လာတဲ့လေလေးကိုမင်းသိပြီးတော့သိပါပြန်ပြီးတော့တိုးထွက်ကုန်တဲ့သဘောကလေးကိုလည်းမင်းသိလိုက်ပါသူ့ကိုအလုပ်ပေးထားတာစိတ်ဆိုတဲ့တိတတ်တဲ့သဘောတရားကလေးကိုအလုပ်ပေးတာမင်းဟာတကမှုပဲ အဲ့ဒီနှာခေါင်းနှစ်ပေါက်နားကနေတောင်းပါဝင်လာတဲ့လေကိုမင်းသိပါထွက်သွားတဲ့လေကိုလည်းသိပါအလွတ်ပေးပါနဲ့မင်းအလုတ်ကဒါပဲမင်းဟိုဟိုဒီဒီလျှောက်သိမနေနဲ့မင်းအလုတ်ကဒါပဲလို့သူ့တာဝန်ပေးထားတာဒီလုတ်ပေါ့အဲ့ဒါလို့တာဝန်မပေးရင်ဟိုလှမ်းအာယုံပြူဒီလှမ်းအာယုံပြူတော့ကြာကိုအိမ်ကိုရာပြန်ရောက်သွားတတ်တယ်တခါတလေစီးတဲ့ရောက်သွားတတ်တယ်တခါတလေလည်းကိုရောက်ဖူးတဲ့မြို့တွေရွာတွေ တခါတလေကိုလဲဘူးပတ်ဖူးတဲ့ကိုမိတ်ဆွေတငယ်ချင်းအိမ်ဒီဒီစိတ်ကအဲ့လိုလှဲ့ပတ်ပြီးတော့ရှောက်သွားသူ့ထိလို့အလွန်ခက်တယ်ဒါကြောင့်သူ့ကိုအလုတ်ပေးထားတာမင်းအလုတ်အဲ့ဒါဒီမသွားနဲ့မင်းအလုတ်ကဝင်လာတဲ့လေကိုတိဖက်သွားတဲ့လေကိုတိဒါပဲမင်းအလုတ်အဲ့ဒါလိုတောင်းပေးပြီးတော့အကျိန်များစွာဝင်လာတဲ့လေကိုတိထွက်လာသွားတဲ့လေကိုတိ ဝင်လာတဲ့လေကိုတိထွက်သွားတဲ့လေကိုတိဒီလိုတိနေရမယ်အလုတ်ကလေးလုံနေတော့နောက်တော့လည်းပဲအသားကျပြီးတော့ရပါတယ်အသားတော့အသားမကျနိုင်ခင်မရဘူးထိထားတဲ့အထဲကကိုအထွက်ထွက်သွားတယ်နွားကလေးနဲ့တူတာပဲနွားစုကလေးနဲ့တဲတူတယ်နွားစုနွားပေါက်ကလေးဟာထိညာတင်ညာတဲခက်တယ် ငြိမ်ငြိမ်မနေချင်ဘူးဟိုသွားဒီသွားဟိုပြေးဒီပတ်ဒီလိုနေချင်တဲ့နှွားစုကလေးလိုပဲဒီစိတ်ကလေးကလည်းနှွားစုကလေးဥပမာပဲအဲ့ဒီနှွားစုကလေးကိုနှကောင်းကျိုးခိုင်ခိုင်ထို့ကျိုးကောင်းကောင်းခိုင်ခိုင်နဲ့ကြီးတိုင်မြဲမြဲမှာတုတ်ထားလို့ရှိရင်ဒီနှွားစုလေးကယုံတယ်ဟိုလက်ပတ်ယုံဒီလက်ပတ်ယုံအငြိမ်မမနေချင်ပဲ အဲဒီတိုင်ကလေးကိုဆက်ဆက်ပတ်သက်ဆက်ပတ်ယုံလိုက်တဲ့ဥစ္စာခွာရကလေးတွေကိုများထပ်လို့မျက်ပင်ကလေးတွေတောင်မရှိဘူးကြီးညက်နေတယ်လက်ပတ်ယုံတာဒါဒီကျိုးတဆုံးဆက်ဆက်ပတ်ချာလက်ယုံတာယုံတယ်ယုံတယ်ဒါပေမဲ့ကျိုးကခိုင်တော့မပြတ်ဘူးနောက်တော့ယုံရင်ယုံရင်နဲ့နှာခေါင်းကလည်းနာလာပြီးသွေးစာကလေးတွေတောင်ထွက်လာပြီး ရှေ့ဆက်ယုံရင်လည်းကိုယ်ပဲဒုက္ခရောက်တော့မယ်ဆိုပြီးတော့ယုံမရမှန်သိတော့စိတ်ပြက်ပြက်နဲ့ဒီနွားကလေးဟာတိုင်ချေမှာဘုံနဲ့လှဲ့အိတ်တော်တယ်ယုံမရအတူတူဆိုပြီးတော့အဲ့ဒါလိုပါပဲစိတ်ကလည်းနွားစုနွားပေါက်ကလေးလိုပဲပထမတော့ယုံတယ်ထွက်သွားတယ်လွတ်သွားတယ်ပြန်ချီပြန်ခေါ်အဲထွက်သွားပြန်နဲ့လွတ်သွားပြန်နဲ့ပြန်ခေါ်ချီဒီနေ့အဖြစ်အကျင့်လုပ်တော့အကျိန်ပေါင်းများတော့ နောက်တော့ပြင်ပဝေဝေခွက်လို့မရမှန်းတည်တော့နွားစုကလေးဘုံနဲ့အိတ်တလို့ပါပဲဒီစိတ်ဟာလည်းပဲကမ္မထမ်းတိုင်ကြီးမှာအဲရပ်တည်ပြီးတော့ဘုံနဲ့အိတ်တလို့ဖြစ်ပါတော့စေဒီလိုဥပမာပြထားပါပဲဒါကြောင့်နွားစုနွားပေါက်ကလေးနဲ့တူတဲ့ဒီစိတ်ကိုငြိမ်အောင်ထိန်းတဲ့အလုပ်ပဲအဲ စောစောပိုင်းမှာဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်ဆိုတဲ့အလုပ်ဟာတကယ်တော့စိတ်ငြိမ်အောင်တည်အောင်လုပ်တဲ့သမထအလုပ်ပဲဝိပဿနာတောင်မဟုတ်သေးဘူးဝိပဿနာတန်တက်ဖို့ကလည်းမလွယ်လို့ရှေ့ဘက်က သမထခံရတာဒါကြောင့်ရှေ့ဘက်ကသမထအဲ့ဒီနောက်မှာမှဝိပဿနာဆိုတာလာပါတော့မယ် အဲ့ဒါလို့နဲ့အလေအကျင့်လုပ်လို့စိတ်ကိုငြိမ်သက်သွားပြီးစိတ်တည်ကြည်သွားပြီးဆိုလို့ရှိရင်တမာရီတည်တယ်လို့ခေါ်တာပေါ့ဒီထိအောင်တမထပဲရှိပါသေးတယ်အဲ့ဒီလို့စိတ်တည်ပြီးဆိုလို့ရှိရင်ရက်လိုက်ပါတော့တဲ့ဆရာတော်ဘုရားကြီးကနိုင်ဝဲနိုင်သုံးမှတ်လောက်ဆိုလို့ရှိရင်စိတ်တည်ငြိမ်တတ်ပါတယ်ဒီအချိန်မှာစိတ်တည်ပြီးတမာရီတည်ပြီးဆိုရင်ဝင်လေသည့်ထွက်လေသည့်အလုပ်ကိုဖြုတ်လိုက်ပါတော့တဲ့ဆရာတော်ဘုရားကြီးက ဒီအလုတ်ကသမထအလုတ်ပဲရှိသေးတာဖြုတ်ပြီးမလုပ်ရမလဲတမာရီတည်တဲ့အချိန်မှာညံနေသိပ်ကောင်းလာပါလေညံအားတွေထက်လာပါလေအဲ့ဒီထက်တဲ့ညံတွေနဲ့ကိုယ်ခန္ဓာတွင်ပြန်လှည့်ကြည့်ရမှာဒီကြမှာဝိပဿနာပါခုမှဝိပဿနာစပါစိတ်ငြိမ်လို့တမာရီတည်တော့မှညံတွေပွင့်လာတယ်အဲ့ဒီပွင့်လာတဲ့ညံတွေနဲ့ကိုယ်ခန္ဓာတွင်ပြန်လှည့်ကြည့်ရမှာ ကြည့်တဲ့အခါကျတော့ကိုယ်ခန္ဓာက၅ပါးရှိတာယူပက်ခန္ဓာဝေရณะခန္ဓာသိညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာ၅ပါးရှိတဲ့အ내ကြိုက်ရတပါးပါးကိုရှူရမှာ၅ပါးလုံးကြီးပြုံးရှူနေရမှာမဟုတ်ဘူးရုပ်ကြိုက်တို့ယူပက်ခန္ဓာရှူခြင်းရင်ယူပက်ခန္ဓာကိုရှူပါဉာဏ်နဲ့ဥစ္စာတွေရှူဖို့မလိုဘူးဝေဒနာကြိုက်ရင်လည်းဝေဒနာခန္ဓာကိုရှူပါတင်ညာ သင်္ခါရဝိညာဉ်ကြိုက်လို့ရှိရင်လည်းကြိုက်ရခန္ဓာတစ်ပါးပါးကိုဉာဏ်နဲ့ရှုရမှာရှုတယ်ဆိုတာကြည်တာပါဉာဏ်နဲ့ကြည်နေတာပါဘာဖြစ်လို့ရှိဘာဖြစ်တာဘာတွေမြင်မြင်လို့ကြည်တယ်လဲလို့ဆိုတော့ခန္ဓာတဲကဖြစ်ပြနေတဲ့အဖြစ်အပျက်အမှန်ကို မြင်ခြင်းလို့ကြည်နေတာအဲ့ဒါလို့ဉာဏ်နဲ့ကြည်တဲ့အခါကျတော့ရုပ်ကြည့်တဲ့သူကယူပက္ခန္ဓာကြီးကို မြင်နေရမှာမဟုတ်ဘူး တကယ်ဉာဏ်နဲ့ကြည့်လို့တကယ်ဉာဏ်နဲ့မြင်မှာယုတ်ကြီးကိုမြင်နေရမှာမဟုတ်ဘူးယုတ်ကြီးပြောင်းတွဲဖောက်ပြန်နေတာကိုမြင်လာရမှာအဲယုတ်ကြီးယုတ်ကြီးအတိုင်းပဲမြင်နေသေးတယ်ဆိုရင်ဒါနှုသေးတာပေါ့မဟုတ်သေးဘူးဒါနှုသေးတယ်တမာတိထပ်ထူထောင်ပြီးတော့ဉာဏ်ရင့်ရင့်နဲ့ကြည့်ရမှာဉာဏ်ရင့်ရင့်နဲ့ကြည့်တဲ့အခါကျတော့ယုတ်ကြီးကိုမတွေ့ပါဘူး ပထမဆုံးယူဘက်ခန္ဓာယုတ်ကိုကြည့်တဲ့သူကယုတ်ကြီးကိုမတွေ့နိုင်ပါဘူးယုတ်ရဲ့ပြောင်းလဲဖောက်ပြန်တာကိုတွေ့ရမှာပါအဟောင်းအဟောင်းယုတ်တွေပြက်ကုန်တယ်အဲ့ဒီပြက်တဲ့နေရာမှာအတိအတိအလားတူယုတ်တွေအစားဖြစ်အဟောင်းအဟောင်းယုတ်တွေပြက်ကုန်တယ်အဲ့ဒီပြက်တဲ့နေရာမှာအတိအတိအစားတွေဖြစ်ပြက်ကုန်ပြီးသားယုတ်တွေနောက်တစ်ပတ်ပြန်လှည့်လာတာမဟုတ်ဘူး ပြက်ပြီးသားဥစ္စာနောက်ပြန်မလာတော့ဘူးပြက်ပြီးသွားပြီးကြောက်ပြီးသွားပြီအဲ့ဒါနဲ့အလားတူယုတ်တ္တိအစာဖြည့်တယ်ယုတ်တ္တိဖြည့်တယ်အဲ့ဒီယုတ်တ္တိကတခါပြက်ကုန်တယ်နောက်တခါအလားတူအစာဖြည့်တယ်အဟောင်းအတ္တပြောင်းလွှဲပြီးတော့နေတာကိုမြင်ရမှာအဲ့ဒါလို့မြင်မှာအမြင်မှန်ပါဒါကိုဆရာတော်ဖျာကြီးကအဖြစ်အပျက်ကိုမြင်တယ် အတူချုပ်ပြောတော့ဖြစ်ပြက်ကိုမြင်တယ်ဒီလိုပြောပါတယ်ဒီလိုမိတ်ပါတယ်ဒါကြောင့်ရုပ်ကိုကြိုက်လို့ရုပ်ရှုတဲ့သူကရုပ်ကြီးကိုမြင်နေရမှာမဟုတ်ဘူးရုပ်ကြီးကိုမြင်နေသေးတယ်ဆိုရင်နှုသေးတယ်ရှင်းအောင်ထပ်ပြီးတော့သမာဓိထူထောင်ပါဦးအဲဉာဏ်ရင့်ရင့်နဲ့ကြည့်လို့ရှိရင်ရုပ်ကြီးရဲ့ပြောင်းလဲပေါက်ပြန်နေတာအတူချုပ်ပြောတော့ရုပ်ကြီးရဲ့အဖြစ်အပျက်ကိုမြင်နေတာဒီအမြင်မျိုးဖြစ်စေရပါမယ်နောက်တစ်ခါ ဝေဒနာကြိုက်လို့ဝေဒနာရှုခြင်းလဲရှုပါ ကိုယ်ခန္ဓာကိုယ်တွေကဝေဒနာကိုရှုပါ ရှုတဲ့အခါမှာဝေဒနာကို မြင်နေရမှာ မဟုတ်ဘူးဝေဒနာရဲ့ပြောင်းလဲဖောက်ပြန်တာကို မြင်စေရမှာဝေဒနာကြီးဆိုတော့အများအားဖြင့်ကြာကြာထိုင်တော့ဒုက္ခဝေဒနာပဲအများအားဖြင့်ပေါ်တတ်ပါလေဒုက္ခဝေဒနာပေါ်ပေါ်ဒုက္ခဝေဒနာပေါ်ပေါ်ဈာအလေလဥပိ္ပခဝေဒနာပေါ်ပေါ်ဝေဒနာကတစ်ခုမဟုတ်တစ်ခုရှိနေတာပဲ အဲ့ဒီဝေဒနာတို့ရဲ့ပြောင်းလဲဖောက်ပြန်တာကို မြင်စေရပါအဲဝေဒနာကြီးကြီးတဲ့မြင်နေတယ်ဒုက္ခဝေဒနာဆိုရင်မတက်တာဘူးအောင်းလိုက်တာနားလိုက်တာကျင်လိုက်တာကဲလိုက်အဲခဲလိုက်တာကြိုက်လိုက်တာဒါကိုသိနေုံနဲ့အဲဝေဒနာနုပတနာရှုရမရောက်သေးဘူးဒါကတော့လွယ်လွယ်ကလေးသိတဲ့အတိပဲအဲ့ဒီဝေဒနာတို့ရဲ့ မတူပဲပြောင်းလဲဖောက်ပြန်နေတာကိုညာနဲ့သိရမှာအဲ့ဒီလိုသိတဲ့အသည့်မျိုးကြမှာဝိပဿနာသိပါ နာရာကျင်နာကြိုက်တာခဲတာတာမန်သိနေုံနဲ့ဝိပဿနာသိမဟုတ်သေးပါဘူးအဲ့ဒါကတော့ပြင်ဝေဒနာသဘောတရားနာမ်သဘောတရားပဲလို့ခွဲခြားပြီးတော့သိနိုင်တဲ့နာမပရိစ္ဆေဒညာအခြေခံပဲဖြစ်ပါဦးမယ် အဲ့ဒီလူတွေမကဘူးနံသဘောတရားဝေဒနာရဲ့သဘောတရားရဲ့ပြောင်းလဲဖောက်ပြန်တာကိုပါညံတဲ့မြင်ထင်လာမှ အမြင်မှန်ပါအဲ့ဒီတိအောင်သွားရမှာအဲ့ဒီတိအောင်မတည်သေးဘူးဆိုရင်တမာတိထူထောင်ပါတမာတိလူသေးတို့ပါ အလားတူပဲသင်ညာသင်္ခါရတို့ကို ရှုရင်လည်းပဲသင်ညာသင်္ခါရတို့ကိုမြင်နေရမှာမဟုတ်ဘူးသူတို့ရဲ့ပြောင်းလဲဖောက်ပြန်တာကို ညာနဲ့မြင်ရမှာအဲ့ဒါလို့မြင်မှ အမြင်မှန်ပါနောက်တစ်ခုကဝိညာဏဆိုတော့ဝိညာဉ်နဲ့ခန္ဓာခန္ဓာ၅ပါးထဲမှာနောက်ဆုံးဥစ္စာပေါ့ဝိညာဉ်နဲ့ခန္ဓာဆိုတာစိတ်အဲ့ဒီစိတ်ကိုကြည့်ကျင်လည်းပဲစိတ်ကို တွေ့နေရမှာမဟုတ်ဘူးစိတ်ရဲ့ပြောင်းလဲဖောက်ပြန်တာကို တွေ့ရမှာစိတ်ကလေးတွေတစ်ခုနဲ့တစ်ခုမတူပဲပြောင်းလဲပြောင်းလဲဖောက်ပြန်ပြီးတော့သွားတာအဲဒီလိုလေးတွေ ပြောင်းလဲနေတာလေးတွေကိုညံနဲ့သိနေရမှာဒီလိုသိမှာဝိပဿနာသိပါရိုးရိုးသိနေုံနဲ့ဆိုရင်ဝိပဿနာသိမဟုတ်ပြပါဘူးဒါဟာနံတဘောတရားပဲလို့ခွဲခြားပြီးတော့သိတဲ့နာမပြိစေတာညံမြအခြေခံမြပဲဖြစ်ပါဦးမယ်ဒါကြောင့်ဆရာတော်ဘုရားကြီးကဒီနေရာမှာသိတိတိကြကြပြောပါတယ်အဲပြောင်းလဲဖောက်ပြန်တဲ့ဥစ္စာကိုသိရမှာ ပြောနေကြတိုင်းဆိုလို့ရှိရင် ဖြစ်ပြက်ကို မြင်ရမှာခန္ဓာ၅ပါးရှိတယ်ကြိယာတစ်ပါးပါရှိပါရုပ်ရှိတဲ့သူကရုပ်ကြီးကိုမြင်နေစေရမှာ မဟုတ်ဘူးရုပ်ကြီးရဲ့ဖြစ်ပြက်ကိုမြင်စေရမှာဝေဒနာရှိတဲ့သူကဝေဒနာကိုမြင်နေစေရမှာမဟုတ်ဘူးဝေဒနာရဲ့အဖြစ်အပျက်ကိုမြင်စေရမှာ ်တင်ညာသင်္ခါရရှုတဲ့သူကလည်းတင်ညာသင်္ခါရကို မြင်နေရမှာမဟုတ်ဘူးသူတို့ရဲ့အဖြစ်အပျက်ကို မြင်စေရမှာဝိညာဏဆိုတဲ့ဝိညာဉ်နဲ့ခန္ဓာရှုတဲ့သူကလည်းဝိညာဏဆိုတဲ့စိတ်ကိုမြင်နေရမှာမဟုတ်ဘူးစိတ်ရဲ့အဖြစ်အပျက်အပြောင်းအလွဲကိုမြင်စေရမှာအဲ့ဒါလို့မြင်လာတဲ့အရှင်ရောက်မှာဝိပဿနာပါတဲ့အဲ့လိုဝိပဿနာ ပြောင်းလဲဖောက်ပြန်တာလေးတွေကိုမြင်လာပြီဆိုရင်တော့ဝန်တာပါတော့လက်ကမောင်းခတ်ပါတော့ကြိုက်ရတပါးပါရှုပါ ခန္ဓာ၅ပါးရှိတာပဲကိုယ်ဇယိုင်နဲ့လိုက်တဲ့ခန္ဓာကိုရှုပါရှုလို့သူတို့ရဲ့အဖြစ်အပျက်ကလေးတွေများမြင်လာပြီဆိုရင်တော့အိုတိတ်ဝန်တာစရာကောင်းတယ်ဘုရားကိုယ်တော်မြတ်ကတိတ်တံပိုးထားပြီးတော့မိန့်တော်မူတာဘယ်လိုများလဲဆိုရင်ယောသဝတ္တတံဇီဝေအပတ္တံဥတ္တယပယံ ဧကဟံဇီဝိတံတေယောပတ္တတောဥတယပယံလို့မိန်တယ်အတိပ္ပေကတော့ဖြင့်အဖြစ်အပျက်ကိုမမြင်ဘဲနဲ့အနှစ်တရာပတ်လုံးအသက်ရှင်နေတာတဲ့ဖြစ်ပျက်ကလေးမြင်ပြီးတရက်အသက်ရှင်ရတာကပိုးပြီးတော့မြတ်တယ်လို့ဒီလောက်ထိအောင် ဖြစ်ပျက်ကိုတံပိုးထားပြီးတော့ဟောကြတာဘာလို့လဲဆိုတော့ဒီဖြစ်ပျက်ကနိဗ္ဗာန်ကိုပို့တာ နိဗ္ဗာန်ကိုသွားဖို့ရာလံခီးအစကိုတွေ့တာပဲကိုသွားရမယ်လံဆုံးရဲ့အစကိုတွေ့တာဒီလံစာကလေးရပြီဆိုရင်ဒီလံစာကလေးတိုင်လက်ယုံပဲထားကြောင့်တန်ဖိုးထားပြီးတော့ဘုရားမိတ်တော်မူတာပဲဒီတော့လူရန်အနေနဲ့ဘုန်းကြီးတို့တရားဓမ္မတို့ပြည့်ပြည့်မြင်ဖို့ပဲခုအပြည့်အစုံနေရာဌာနတွေလည်းပြည့်စုံပြီ တီလာတွေလဲဆောက်တီးပြီးပြီးငြိမ်သက်တဲ့နေရာလဲရနေပြီးအခုတမာတိလဲထူထောင်ပြီးပြီးရှေ့မှာဝိပဿနာဆက်ဖို့ပဲတမာတိထူထောင်လို့ငြိမ်သက်ပြီးဆိုရင် နောက်ပိုင်းအနေနဲ့အဲဝိပဿနာရှေ့ပိုင်းကသမထ နောက်ပိုင်းကဝိပဿနာပါအဲ့ဒီဝိပဿနာအချက်အခုလုံနေပြီကြည်ရာရှုပါကိုယ်စီရင်နဲ့လိုက်တဲ့ ဥစ္စာကိုရှုပါ ခန္ဓာ၅ပါးတည်းကကြက်ရတစ်ပါးပါးကို ရှုပါ ရှုတဲ့အခါမှာခန္ဓာတို့ရဲ့ဖြစ်ပျက်ကိုရှုတဲ့ခန္ဓာရဲ့ဖြစ်ပျက်ကိုမြင်စေရမှာယုံရှုရှုဝေဒနာရှုရှုစိတ်ရှုရှုကြက်ရရှုပါ ရှုတဲ့အခါသူတို့ရဲ့အဖြစ်ပျက်ယုံရဲ့အဖြစ်ပျက်ဝေဒနာရဲ့အဖြစ်ပျက် စိတ်ရဲ့အဖြစ်အပျက်ဒါကိုမြင်စေရမှာဒါလေးမြင်လာပြီဆိုရင်တော့ဝမ်းမြောက်ပါတော့မမြင်သေးဘူးဆိုရင် မြင်သည့်တိုင်အောင်ကြိုးစားရမှာအာလုံးရနိုင်တယ်ဘုန်းကြီးတို့တရားဓမ္မတွေပါရမီရှိလို့ဒီလိုနေရာတွေရောက်လာကြတာပါရမီရှိတဲ့သူတွေကြီးပဲဇွဲနဲ့ကြိုးစားစမ်းမှာမလျှော်နဲ့အဲပျော့ပျော့ဆိုရင်တော့ဘယ်ရနိုင်လိမ့်မလဲဘုရားကလည်းပြောတယ် နာယိတံတိတိလမာရပနာယိတံအပိနာသာမတာနိဗ္ဗာနံအတိကံတပ္ပံတပ္ပဒုက္ခပမောစနံနာယိတံတိတိလမာရပနိဗ္ဗာန်ဆိုတဲ့တံပိုးကြီးတဲ့ချမ်းသာမြတ်ကိုရဖို့ပျော့ပျော့နေနေလေးဒီအာထုံနေယူမယ်ဖေရမလဲနာယိတံအပိနာသာမတာအင်းအင်းပြောအပြောလေးနဲ့ မလိုလဲလိုလဲကြိုးစားနေုံနဲ့လည်းဘေးရတိုင်လိမ့်မလေးတဲ့ဆွဲနဲ့အဲကြိုးစားမှအာတန်တန်နဲ့ကြိုးစားမှရနိုင်တယ်လို့မိန့်ပါတယ်အဲ့ဒါလိုမိန့်တဲ့အတိုင်းခုယောဂီတို့လည်းပဲခုဒီနေရာဒီဌာနမှာတကယ်တန်ဖိုးကြီးတဲ့ဘုရားကိုယ်တော်မြတ်အဲတန်ဖိုးထားတဲ့နိဗ္ဗာန်တတ်ကိုအခုရဖို့ကြိုးစားနေကြပြီ ရတီတိုင်အောင်ယူစားချာရမှာအခုဘုရားကိုယ်တော်မြတ်ညွှန်ကြားတဲ့ဤလံကိုယေဇုတော်ရှင်အကမဟာပန္တိတာမဟုတ်ဆရာတော်ဖျားကြီးကတရားဓမ္မများနားလည်လွယ်အောင် အရက်သုံးစကားဖြင့်ရံပြီးတော့ဘာသာပြန်ပြီးတော့ဟောနေတဲ့ဤအဲ့ဒီဤတိုင်အခုအလုံးလုံးနေကြပြီမိမိတို့ကိုယ်စီကိုယ်ငါတရားသူရချာရမယ်ဆိုတာယုံကြည်ပါ ရနိုင်အောင်လဲယူစားကြပါ ယူစား၍လဲကိုယ်စီကိုယ်ကရနိုင်ပါစေလို့ဘုန်းကြီးအနေနဲ့အဲဆန္ဒပြုပါတဲ့ရအောင်လဲယူစားကြပါ ရနိုင်သည့်တိအောင်ဆက်လက်ပြီးတော့ထက်ထက်မြင့်မြင့်နဲ့ယူစားကြပါ